မန္တလေးကိုသဲဆောင်ရောင်းချမဲ့8.995ဘီလီယံတန်ဖိုးရှိတဲ့ဘိန်းပြူနဲ့စိတ်ကြွဆေးပြားတွေကိုဖန်ဆီးရမိခဲ့တယ်လို့မြန်မာနိုင်ငံမူရင်းဆေးဝါးတာစီနေနီရဲ့ဖွဲ့ထံကသိရပါတယ်။နိုဝင်ဘာ6ရက်ညနေ4နာရီခွဲခန့်ကပသိမ်ကြီးမြို့နယ်ကြောက်ချောကျေးရွာအနီးမှာပြည်ဦးလွင်ကနေမန္တလေးဘက်ကိုကြောသူထိုက်မောင်းနေလာတဲ့ Toyota Dyna မော်တော်ယာဉ်ကိုသတင်းအရစစ်ဆေးရှာဖွေခဲ့ရာရေမော်ကနေဘင်းပြူ55ကီလို ၎င်းဒေတာတန်မိုးငွေကျပ်1.35ဘီလီယံနဲ့စိတ်ကြွအစည်းပြား9.8တန်၎င်းဒေတာတန်မိုးငွေကျပ်9.62ဘီလီယံကိုဖမ်းဆီးရမိခဲ့တဲ့အတွက်စုစုပေါင်း၎င်းဒေတာတန်မိုးငွေကျပ်8.99ဘီလီယံတန်မိုးရှိတဲ့မူရစ်ဈေးဝယ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ စစ်စေးဖော်ထုတ်ချက်အရနိုဝင်ဘာ9ရက်နေ့လယ်7:00နာရီခွဲမှာငွေရစေဝါတွေကိုတည်ဆောင်ရမှာပိုးပေါင်းပောင်းဝင်သူအောင်ကြည်ကုန်မတရားမြို့နယ်ကပိုင်ကျေးရွာမှာ၎င်းနိုဝင်ဘာ14ရက်ညနေ6:00နာရီမှာငွေရစေဝါတွေကိုတာဝန်ခံတည်ဆောင်သူကျော်ကျော်မြိုင်ခေါ်ကျော်ကြီးကုန်အမရပူရမြို့နယ်မြင့်ငယ်တရာအနီးမှာ၎င်းနိုဝင်ဘာ16ရက်မနက်7:00နာရီခွဲမှာဖမ်းဆီးရမိတဲ့ငွေရစေဝါတွေတည်ဆောင်ရမှာပိုးပေါင်းပောင်းဝင်သူ ဝေယာစိုးခေါ်ကိုတိုးကိုပြည်ဦးလင်မျိုးနဲ့ရက်ွက်ကြီး22မှာ၎င်းအသီးသီးဖန်စီရမိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကွင်းဆက်ဖော်ထုတ်ချက်အရဖန်စီရမိမူရစ်ဇေဝရီကိုတင်ဆောင်ခိုင်းသူဟာပြည်ဦးလင်မျိုးရက်ွက်ကြီး22နှစ်ဖန်စီဖို့ကြံတဲ့မောင်ငယ်ခေါ်ဆိုင်းမောင်ငယ်ဖြစ်ပြီးနောက်ချိုမျိုးနဲ့ကနေမန္တလေးကိုတင်ဆောင်ရောင်းဝယ်တော်ဖြစ်ကြောင်းသိရတဲ့အတွက်၎င်းတို့ကိုမူရစ်ဇေဝနဲ့စိတ်ကိုပြောင်းလဲစေသောဇေဝများဆိုင်ရာဥပဒေအရအေးအေးယူထားရှိပြီးကွင်းဆက်ပြမှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။